ဖះနဲ့နေဖို့အတွက်ရှိရမယ့်အည်အသွေး၉မျိုးဟုတ်လားရှိရမယ့်အည်အသွေး၉မျိုးအဲ့ဒါကိုပေးတဲ့ပေါင်းတော်တော်နည်းနည်းပြန်ပြီးတော့နှလုံးသွင်းကြည့်မယ်နော်အေးနံပါတ်၁မှာတော့ဆိုတော့အနာဘိဇာလို့တဲ့အဘိဇာတရားမရှိရဘူးဟောတော်ကပစ္စည်းမတရားလိုခြင်းနဲ့သူပစ္စည်းကိုပစ္စည်းဖြစ်ခြင်းနဲ့စိတ်မရှိရဘူးဒါဆိုလို့ရှင်ဖះနဲ့နေမယ်ပေါ့ဟုတ်ရလားပြီးတော့ကာမေတုနတိဗ္ဗတာရာကော ကာမဂုဏ်အာယုန်၄ရဲ့ပုံမှန်ပြင်းထန်တဲ့နော်ပြင်းထန်တဲ့ဆွဲလန်းမှုမရှိရဘူးဆိုတော့သူကအလွန်ပြင်းပြင်းထန်ထန်တက်တက်မဲ့မဲ့ကြီးဖြစ်တာကြီးကမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဟိုပုထုသင်တဘာဝကာမဂုဏ်အာယုန်၄ရဲ့ပုံမှန်ဆွဲလန်းမဲ့မောတဲ့စိတ်အထိုက်လျောက်ဆိုတော့ဒါရှိကြတာပေါ့လေသို့တော့ဒီဒေသနာတော်ကိုဦးဇင်းတို့တေးသေးချာချာစဉ်းစားကြည့်တဲ့အခါကျတော့သူကတိတ်ဖတာတာကောအလွန်ပြင်းထန်တဲ့ယာကပေါ့အဲ့ဒါကတော့တော်တော်ကိုမကောင်းဘူးပေါ့ဟုတ်ရဲ့လား ဒါကြောင့်ကာမဂုဏ်အာယုန်တွေရဲ့ပုံမှာပြင်းထန်တဲ့ရာကမရှိဘူးဆိုလို့ရှိရင်ဒါလည်းပဲမြတ်စွာဘုရားနဲ့နေရပေါ့ဟုတ်ရဲ့လားအေးပြီးတော့အဘျာပဏစိတ်တော်တဲ့နော်မဖောက်ပြန်တဲ့စိတ်ရှိတယ်နော်ပြီးတော့အဘဒုဋ္ဌမနသင်္ကံပေါ်တဲ့သူ့ရဲ့အတွေ့အကြံတွေကပျက်စီးစီလိုမှုနော်ပြင်းမာလိုတဲ့စိတ်ဒါတွေနဲ့တွေးကြံနေတာမျိုးမရှိဘူးဟုတ်လားဒီဒါဆိုရင်လည်းပါလေဘုရားနဲ့နေတယ် ပြီးတော့ဥစဉ်တို့ဥပတိတတတိတဲ့เนาะခန္ဓာမှာထင်တဲ့တတိရှိရမယ်ဒီစကားလေးကအလုံးမကြစ်လက်တယ်လို့ဥစဉ်ထင်တယ်เนาะကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာတတိထားရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะတတိဆိုတာကခုနတုန်းကလည်းနည်းနည်းဒါဥစဉ်တို့ပြောလိုက်ပါလေเนาะဒီခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာတတိက အလုံးမအခရာကြတဲ့အဓိကကြတယ်ပေါ့တတိမပါလို့ခန္ဓာရဲ့အမှန်တဘာဝကို သိဖို့မဖြစ်နိုင်တတိမပါလို့ရှိရင် ဒါကြောင့်တတိရှိကိုရှိရမယ်နော်တတိပဒံတရားကိုစွန့်စွန့်တမကြိုးစားအထောက်ရမယ်ဆိုတဲ့အသေးပဲပါပဲအဲ့ဒါလို့တတိဆွဲမြဲပြီးတော့ရှိမယ်ခန္ဓာမှာတတိထင်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာပါတော့ကိုဖရားနဲ့နေရပေါ့ဟုတ်လားအေးပြီးတော့ဥစဉ်တို့တံပစင်ညာတဲ့နော်တံပစင်တရားလည်းရှိရမယ်ဒီနေရာမှာတတိရှိရင်လည်းပဲတံပစင်တရားဆိုတာကကပ်ပြီးတော့ပါမလာပြီဟုတ်လားပါလာမယ်နော်တည်တည်တည်လိုက်တာကိုအမှန်အတိုင်းတည်တဲ့ ဉာဏ်ပညာဒါတတိယဆွမ်းအားတတိယကြောင့်ဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အေးအဲ့ဒါလိုတမစဉ်တရားရှိလာပြီးစဉ်းစားတတ်တဲ့စဉ်းကျင်တတ်တဲ့မှန်မှန်ကန်ကန်နားလည်တတ်တဲ့ဒီဉာဏ်ပညာဖြစ်လာပြီးဆိုရင်ဒါလည်းပဲပါတော့ဘုရားနဲ့နေပါလေတဲ့ဟုတ်လားအေးပြီးတော့ပါတော့တမာဟိတာတဲ့တည်ငြိမ်တဲ့စိတ်ရှိရဒါကလည်းပဲဦးဇင်းတို့အခြေခံအားဖြင့်တတိပုံမှာပဲအဓိကမူတည်နေမယ်လို့ထင်ပါတယ်နော် ေးတမာတိတရားရှိရမယ်တည်ငြိမ်တဲ့စိတ်ဆိုတာရှိမှနော်တမာဟိတောဘိခွေယထာဝုဒ္ဓမဇာနာတိမှန်မှန်ကန်